welcome back အခုဆိုလို့ရှိရင်မဆုကအခုပိုကင်နီကို အာတတုပ်ဟောပေးပြီးသွားပြီပေါ့နော်တတုပ်ဖြတ်ပြီးသွားပြီအဲ့ဒီမှာ မေးတဲ့သူတဲမှာအဲစိတ်ဝင်စားစရာကောင်းတဲ့မိကုံးလေးတစ်ခုပါလာတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့မဆုကဒီဗီဒီယိုလေးလုပ်ပေးခြင်းဖြစ်ပါတယ်သူကကြတော့ဗာမေးထားရလဲဆိုတော့အခုနိုင်ငံရေးအခြေအနေတွေကဒီလိုတွေဖြစ်နေရဲ့ပေါ့နော်ဘယ်နှစ်လောက်မှမှပြန်ကောင်းမလဲတဲ့တိုင်းပြည်ရပေါ့နော်အဲ့ဒီတော့အဲ့မေးတဲ့သူကိုမဆုကအဖြေပေးပြီးသွားပြီဆောနာကကတ်ဆွဲလိုက်တဲ့ ဟာအရာဆိုလို့ရှိရင်တော့2030 2031မှာနိုင်ငံကြီးကလုံးဝကိုဟိုဖယိုဖယဲပေါ့နော်ဖယိုဖယဲနဲ့လုံးဝကိုတည်ရမလားဟိုရုံရင်ဆန်ကဖြစ်သွားမယ့်ပုံစံပေါ့နော်ကက်ကဘာကက်ကြလဲဆိုတော့2030မှာထားဝကက်ကြတယ်2031မှာကြတော့ debt ဆိုရဲကက်ကြတယ် death ဆိုတာကြတော့သေမင်းပေါ့နော် death ကိုကြတော့ reverse ကြတာပေါ့နော်သေမင်းက reverse ကြတယ်ဆိုတော့လုံးဝကြီးတော့အမြင့်တော့မပြတ်သေးဘူးဒါပေမဲ့ဟိုပြီးဆုံးကန်နေပြီပေါ့နော်အဲ့တော့မဆုယူဆတာ2032လောက်မှာဆိုလို့ရှိရင်တော့ဟိုအစားအနေပြန်စားမယ်တဘောရှိရေပေါ့နော်ဆိုလိုချင်တာကတော့ဒီစစ်အာဏာရှင်စနစ်ကြီးပြတ်တုံးသွားရင်လည်းပြတ်တုံးသွားနိုင်တယ်ပြတ်တုံးပြီးတော့တခုခုပေါ့နော်မမဆုကအဲ့လောက်ကြီးမကျွမ်းတော့အသေးစိတ်တော့မဆု မပြောပြတတ်ဘူးတခုခုအစ်စ်တဖန်တခုခုကို2032လောက်မှာအာစရမယ်လို့တော့မဆိုခက်မှန်းချက်ခက်ခက်မှန်းပေးရပေါ့နော်အဲ့တော့အခုကကြတော့ဒီဗီဒီယိုကလည်းအခုပြန်ရိုက်တယ်ဆိုတော့မဆိုပြန်ပြီးတော့ကတ်တီကိုပြန်ဆွဲပေးပါမယ်2025နေပြီးတော့2035အထိတိုင်းပြည်အခြေအနေကဘယ်လိုရှိလဲနှစ်နှစ်တည်းအလိုက်ကိုမဆို compare လုပ်ပေးသွားမယ်ပေါ့နော်အာအဲ့တော့ let's get started နည်းနည်းတော့တာဝန်ကြီးတယ်အဲ့လိုမျိုးကိစ္စတွေဆိုလို့ရှင်လေမှားသွားလို့ရှင်လေမကောင်းတင်ပါနောက်ຫນ້າຫມွေလိုက်ပါမယ် က်တယ်။အဲဆိုရင်မဆုအခုနှာမွေပြီးသွားပါပြီ။ဟမ်ဟာညမွေလာအောင်မလားအဲ့လိုမျိုးလေးမသိမသက်ဖြစ်သွားတော့အဲဆိုရင်ခုကတော့စိတ်ကြည်နေသွားပြီဆိုတော့ခင်းလိုက်ပါမယ်။2025 2025နဲ့2030အထိကိုကတ်ဆယ်ပြီးသွားပြီအဲဒီတော့ဘယ်လိုပေါ်လာလဲဆိုတော့ကြည့်လိုက်မယ်ပေါ့နော် ။စောနာအဲ့ဒီအမကိုတွက်ပေးလိုက်တာနဲ့ဟောပေးလိုက်တာနဲ့နည်းနည်းခက်ဆင်ဆင်ပဲဒီလား။ဒီမှာပြနေတာကတော့အခု2025ခုနှစ်ကဒီငလီနေပါတွေကတော့စိတ်တော်မကောင်းပေါ့နော်။2025ကလေအာအရင်ဆိုရနေမဟုတ်ဘူးကွာ2025ဆိုလို့ရှိရင်ပြောရမယ်ဆိုရင်2021ကနေစပြီးတော့စလိုက်တဲ့အခါမှာ2025ကနည်းနည်းလေးပို့ပြီးတော့ပိုကောင်းလာတဲ့ပုံစံပေါ့နော် ဟိုပြောရမယ်ဆိုလို့ရှင်တော့ပိုကောင်းတယ်ဆိုတာဒိုးဘက်ကကောင်းတာပေါ့နော်သူတို့ဘက်ကကောင်းတာမဟုတ်ဘူးနော်ဆိုတော့ပိုပြီးတော့စိတ်ကျဉ်းနှက်စရာရလာတဲ့တည်င်းကောင်းနေကြရတဲ့နှစ်ပေါ့နော် အားရှိပါရှိရှိတဲ့နှစ်လို့ပြောလို့ရတယ်ပေါ့နော်2025ဆိုလို့ရှင်ပြီးရင်2026ခွန်2028မှာတစ်ချက်ပြန်ကောင်းအောင်မယ်ကံကြမ္မာကြီးက ပြန်ပြီးတော့ဒုဘက်ကိုပြန်ရောက်လာမယ်ပေါ့နော် Wheel of Fortune ဆိုတာကလုံးဝပြီးပြည့်စုံတဲ့နှစ်ပေါ့နော်2028ကဆိုလို့ရှိရင်အဲ့ဒီတော့အပြောင်းလဲကြီးတစ်ခုခုဖြစ်မယ်2028မှာဟိုလုံးသမျှကန်တွေကကန်ကောင်းမဲ့နှစ်ပေါ့ကကန်ငါတို့ကငါတို့တော့ဖြစ်တယ် sorry တို့တွေကကန်ဆိုးလာတာ2021ထဲကအခု2025လေးကနည်းနည်းပြန်တက်လာတယ်2028ဆိုလို့ရှိရင်ပို့ပြီးတော့ပြန် ပြန်ကောင်းလာမယ်နှစ်ပေါ့နော်ကိုရီဘက်ရောက်လာတဲ့ကံကြမ်းမာကိုရီဘက်မှာရှိရဆိုတဲ့ပုံစံပေါ့နော်2028 2029ကတိတ်မကောင်းသေးဘူး2030မှာဆိုလို့ရှိရင် release လောက်ရမယ်နှစ် release ဆိုတာကြတော့ဒိုးတွေရဲ့ဘယ်လိုပြောမလဲအမ်ဘာလဲဟိုမကောင်းတဲ့ energy တွေကို release လောက်ရမယ်နှစ်ကွာအဲ့ဒီတော့ ို energy ကနည်းနည်းပို့ပြီးတော့တန့်စင်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီဒီမှာကျတော့လုံးဝအချင်းအပြောင်းကြီးရှိတာကြောင့်2028လို့ပြောလို့ရတယ်ဒီမှာဒီမှာအခုတွက်တာကြတော့လေ2028ကအချင်းပြောင်းတစ်ခုဖြစ်မယ်2030မှာအာ release ဖြစ်မယ်ပေါ့နော်ဆောနာအမအကိုတွက်တာကလည်းဟိုဟာခက်ဆင်ဆင်ပဲပေါ့နော်ဒီမှာ solution 2030မှာ release ဖြစ်မယ် test ဆွဲအောင်မယ်2031နိ 3 na 37 37 34 35 so do 2030ကမကောင်းတဲ့အညစ်အကြေးတွေကိုမဆုတော့ထုတ်လွှတ်ပြီးတော့မကောင်းတဲ့အညစ်အကြေးတွေကို cleanse လုပ်ပြီးတော့ပြန်ပြီးတော့တန့်စင်လာမယ်နှစ်ပေါ့เนาะ 2031ကဆိုလို့ရှိရင်အဲ့လောက်မကောင်းသေးဘူး2031က still အာမမျှတမှုတွေတည့်ရမလားမတရားမှုတွေနည်းနည်းကြံသေးရဲ့ကွာ2032မှာတော့ပိုကောင်းလာလိမ့်မယ်ပိုကောင်းလာမှာမဟုတ်ဘူးလုံးဝကိုကန်တရားကြီးပြန်ပြီးတော့ဒိုးဘက်ကိုပြန်လာမှာပေါ့နော်ဒါ2032 2034လဲကောင်းတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့1 2 3 4 5 6 okay ပြောရမယ်ဆိုလို့ရှင်တော့ဒီ2025ကဒိုးရီစိတ်ကြည်နှဆရာကောင်းတဲ့နှစ်ပေါ့နော်2028မှာတိုင်းပြည်အတွက်အအပြောင်းလဲအကြီးကြီးတစ်ခုဖြစ်မယ်2030မှာဆိုလို့ရှင်မကောင်းတဲ့ energy တွေမကောင်းတဲ့သူတွေကိုမဆုရုက release လုပ်ရမယ်နှစ်ဖြစ်တယ်အဲ့မကောင်းတဲ့သူတွေကလုံးဝ picture တွေကနေပြီးတော့ remove ဖြစ်သွားနိုင်မယ်ပေါ့နော်2032မှာဆိုလို့ရှင် တို့တွေတို့တွေချစ်တဲ့သူပေါ့နော်တို့တွေချစ်တဲ့ကောင်းဆောင်တို့တွေချစ်တဲ့သူတယောက်ယောက်ကတိတ်ချရဲပြန်ဝင်လာလိမ့်မယ်ဟိုဗာလဲတို့တွေမျက်စိရှိပေါ့မျက်စိရှိပေါ့ပြန်ရောက်လာမယ့်ပုံစံပေါ့နော်2032 2033ကတော့ဆိုးဆိုး2034ရလဲကံကံကောင်းခြင်းတွေတို့အတွက်အခွင့်အလမ်းတွေကံကောင်းခြင်းတွေပြီးတော့နှက်ပြီးရနေပြီးတော့ဟို တစ်ခုခုပေါ့နော်တစ်ခုခုကိုလာပြီးတော့ present လုပ်ပေးတဲ့ပုံစံဖြစ်တယ်ဒါကတော့2030 sorry 2034ဟုတ်တယ်ဒါ2034 okay အဲဒီတော့ okay. I hope that makes sense and so far it really does for me and thank you very much for watching and see you next time bye